အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကိုရီးယားကိုဒုတိယကမ္ဘာအဆင့်တွင်ဂျပန်နိုင်ငံကျူးကျော်ခဲ့တော့ကအသက်မပြေသေးတဲ့မိမဖြိုလေးကိုလင်းရကျမ်းပတ်နှိမ့်ဆက်ညှဉ်းပန်းခဲ့တဲ့ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့စကားလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဇလန်လေးရဲ့အစမှာဆိုရင်တော့မိမကြီးတယောက်ကချီထိုးရင်းနဲ့ TV သတင်းမှာလာနေတဲ့ဂျပန်စစ်သားတွေအကြောင်းကို ကြည့်နေတာနဲ့စတင်ထားပါတယ်ဒီသတင်းကို ကြည့်နေရင်လည်းသူမရဲ့အတိတ်မှာဂျပန်စစ်သားတွေ ူတို့ကပေါ်ဘလောက်ထိရက်စက်ခဲ့လေဆိုတဲ့အထိတ်ကဖြစ်ရဆိုးတွေကိုပြန်လည်စဉ်းစားမိလာတယ်။အဲ့နောက်တော့စကားလေးက1943ခုနှစ်ကိုပြန်ပြသထားခဲ့ပြီးတော့အဲ့ဒီမှာတော့ကိုရီးယားကလေးမလေး၃ယောက်ကလေးတဘာဝအတိုင်းတူတူပုံတန်ကစားနေခဲ့ပါတယ်။ဒီကလေးမလေး၃ယောက်ထဲကဂျမင်းဆိုတဲ့ကောင်မလေးကပုံနေတဲ့သူတွေကိုလိုက်ရှာနေခဲ့တာဖြစ်ပါတယ်။ကလေးမလေး၃ယောက်ကစားနေတဲ့အချိန်တွင်းမှာပဲလမ်းပေါ်မှာဂျပန်စစ်ကားတစ်စီးဖြတ်သွားတာကိုအထိတ်တလန့်နဲ့ကြည့်နေခဲ့ပါတယ်။ ဒီစကားပေါ်ကဂျပန်စစ်သားတွေအများကြီးပါလာခဲ့တာဖြစ်ပြီးတော့ဒီစစ်သားတွေကတယောက်ကတော့ဂျမင်းကိုလှမ်းကြည့်နေတဲ့မျက်လုံးတွေကအတိတ်ပဲတခုရှိနေခဲ့ပါတယ်ကိုရီးယားလူမျိုးတွေကဒီခေတ်ကာလတုန်းကအဆောင်လက်ပွဲတွေအပေါ်မှာယုံကြည်မှုအလွန်ရှိခဲ့တာဖြစ်ပြီးတော့အဲ့ဒီအဆောင်တွေကသူတို့အပေါ်ကံကောင်းမှုတွေယူဆောင်လာတယ်လို့လည်းအမေယုံကြည်ထားကြပါတယ်။ကလေးမလေး Jasmine ကလည်းသူ့မှာအဆောင်လက်ပွဲမရှိသေးတဲ့အတွက်ဒီအဆောင်လက်ပွဲကိုအကျန်းကိုလိုချင်နေခဲ့ပါတယ်။ ။ဒီနေ့မှာတော့တငယ်ချင်းတွေနဲ့ကစားနီးတစ်ခုကစားဖို့ပြောလိုက်ပါရယ်။အဲဒီကစားနီးကတော့သူမမပါတဲ့မုံနဲ့တငယ်ချင်းတွေစီကအဆောင်တွေကိုလောင်းကြီးအနေနဲ့အသုံးပြုရမှာဖြစ်ပါရယ်။ကံကောင်းခြင်းတော့ဒီကစားပွဲမှာဂျမ်မင်းလေးကအနာရသွားခဲ့ပြီးတော့အဆောင်ကိုပိုင်ဆိုင်သွားခဲ့ရပါတယ်။ဒီကစားပွဲကိုတော့ရှုံးသွားတဲ့တငယ်ချင်းတွေကတော့ငိုပြီးတော့အိမ်ပြန်သွားခဲ့တယ်။ ဂျမင်းအိမ်ပြန်ရောက်တဲ့အချိန်မှာတော့အမေဖြစ်သူကသူ့သမီးလက်ထဲမှာအဆောင်တွေကိုတွေးလိုက်ရတော့ဒီအဆောင်တွေကိုတငယ်ချင်းတွေအားပြန်ပေးခိုင်းလိုက်ပါတယ်။ဒါနဲ့မဟုတ်ဘဲနဲ့မုတ်ကိုမပြောမစိုးနဲ့ခိုးသွားတဲ့အတွက်လည်းသူမကိုဒုန်းနဲ့ဆော့ပလော့တီးလိုက်ပါသေးတယ်။ညရောက်တဲ့အချိန်မှာတော့ဂျမင်းလေးကအိပ်ပျော်နေခဲ့ပြီးသူမမိဘတွေကတော့သူတို့အနီးအနားကရွာတွေကိုဂျပန်စစ်သားတွေတင်ပိုက်လိုက်ပြီးနေရာယူထားကြောင်းဆွေးနွေးပြောဆိုနေကြပါတယ်။ ဲ့ဒီဂျွာမာနေတဲ့ယောက်ျားသားအများစုကတော့ဂျပန်စစ်သားတွေနဲ့တိုက်ပွဲမှာတေဆုံးသွားခဲ့ရတာဖြစ်ပြီးတော့ဂျမင်ရဲ့မိဘတွေလည်းတူတမီမိမသားလေးအတွက်စိတ်ပူနေခဲ့ကြပါတယ်။နောက်တနေ့မနေ့မှာတော့ဂျမင်ရဲ့အမေကအဆောင်သိပ်လိုချင်နေတဲ့တမီလေးကိုအဆောင်လက်ဖွဲ့တစ်ခုလှုပ်ပေးလိုက်တော့ဂျမင်လည်းအယံကိုပျော်နေခဲ့ပါတယ်။တရက်မှာတော့ဂျမင်အပြင်ကနေကစားပြီးသူမအိမ်ကိုပြန်လာတဲ့အချိန်မှာတော့သူမအိမ်ရှိမှဂျပန်စစ်သားတွေကိုတွေ့လိုက်ရတော့သူမလည်းထိတ်လန့်သွားခဲ့ရပါတယ် ဒီအချိန်အိမ်ထဲကိုကြည်လိုက်တော့ကလေးမလေးရဲ့အမေကသူမကိုဒီနေရာကိုမလာဖို့အတွက်အချက်ပြနေခဲ့ပါတယ်။ဘာမှမသိသေးတဲ့ကလေးမလေးကတော့သူမအမေရဲ့အရေးကဲကိုနားမလည်ဘဲနဲ့ကြောင်ကြည့်နေခဲ့တဲ့အချိန်ဂျပန်စစ်သားတွေကကောင်မလေးကိုသူတို့နဲ့အတူခေါ်သွားဖို့လုံလိုက်ကြပါတယ်။အချောင်းကိုတည်နေတဲ့ဂျန်မင်းအမေကတော့ဘာမှမတက်နိုင်တော့ဘဲဒီဂျပန်ကောင်တွေနဲ့တမိကိုထည့်ပေးလိုက်ဖို့ဖြစ်လာခဲ့ပြီးတော့သူ့ရဲ့စုထားတဲ့ပတ်စံနှဲငယ်ကိုတမိကိုပေးလိုက်ပြီးလိုအပ်တဲ့ဝတ်စားနဲ့အစားအစာတွေဝယ်ဝဲဖို့ကိုပြောလိုက်ပြီးတော့ အခွင့်အရေးရလို့အိမ်ကိုပြန်လာခဲ့မယ်ဆိုရင်အဲ့ဒီပတ်စံကိုတုံးဖို့မှားလိုက်ပါတယ်။ကြောင်းလန့်နေတဲ့ဂျမင်ကတော့ဂျပန်စစ်သားတွေရဲ့ခေါ်ဆောင်တာကိုလိုက်ပါသွားခဲ့ရပြီးတော့ယထာတစင်းပေါ်ကိုရောက်လာခဲ့ပါတယ်။ဒီယထာပေါ်မှာတော့သူ့လိုမျိုးမိမငယ်လေးတွေအများကြီးရှိနေတယ်ဆိုတာကိုဂျမင်တယောက်တွေ့လိုက်ရပါတယ်။ဘာဖြစ်လို့ကလေးမလေးတွေအများကြီးဒီယထာပေါ်အကြောင်းနေတာလဲဆိုတာမသိပေမဲ့ဂျမင်ကရောင်ဟီးလို့ခေါ်တဲ့ကောင်မလေးနားမှာထိုင်လိုက်ပါတယ်။ ူမဘေးမှာထိုင်နေတဲ့ဂျောင်ဟီးကိုစကားနှင်းငယ်ပေးလိုက်ပြီးတော့ဂျောင်ဟီးကတော့အသက်က15နှစ်ဆိုတာသိလိုက်ရပါတယ်။ဒီအချိန်မှာဂျမင်းရဲ့အသက်က14နှစ်ပဲရှိသေးတော့နှစ်ယောက်သားဒီရထားပေါ်မှာခင်မင်သွားခဲ့ရပြီးတော့မကြခင်ချိန်လေးမှာရထားကပူရာတစ်ခုမှရက်သွားခဲ့ပါတယ်။အဲဒီပူရာမှာတော့ဂျပန်စစ်သားတွေကအသင်းဆောင်နေခဲ့ပြီးတော့ရထားပေါ်မှာပါလာတဲ့မင်းမပြုတ်လေးတွေကိုသူတို့ရဲ့စကန်ရှိရာကိုခေါ်ဆောင်သွားခဲ့ကြပါတယ်။ဂျပန်စစ်စခန်းကိုရောက်တဲ့အချိန်မှာတော့ နိုရီကိုဆိုတဲ့အမျိုးသမီးကကောင်မလေးတွေရဲ့အသက်တွေကိုတယောက်ချင်းစီမေးလိုက်ပြီးဂျပန်ဆရာဝန်ရှိတဲ့နေရာကိုခေါ်သွားခဲ့ကြရပါတယ်။ဆရာဝန်စီကိုရောက်တဲ့ချိန်မှာတော့မိမငယ်လေးတွေမှာယောဂရှိလားမရှိလားကိုပထမအဆုံးစစ်ဆေးလိုက်ပြီးတော့အားလုံးကိုလည်းရေချိုးတန့်စင်ခိုင်းလိုက်ပါတယ်။ကလေးမလေးဂျက်စမင်လည်းအများနည်းတူရေချိုးနေတဲ့ချိန်မှာတော့သူမစီကိုဂျပန်စစ်သားတယောက်ကရောက်လာခဲ့ပြီးနှစ်သိုးကျိုးပြအာရမချင်းပို့လုပ်ပါတော့တယ်။ကလေးသားသားပဲရှိတဲ့ဂျက်စမင်ကဒီဂျပန်စစ်သားရဲ့လက်ကနေရုန်းကန်နေခဲ့ရပြီးတော့ နတ်တိုးချိုးပြတ်ဖြစ်နေတဲ့ဂျပန်စစ်သားကတော့ဒီကောင်မလေးရဲ့မျက်နှာကိုမေ့လဲသွားအောင်ရိုက်လိုက်ပါရီဂျမင်းလေးလည်းမေ့လဲသွားတဲ့အခါမှာတော့နတ်တိုးချိုးပြတ်ဒီစစ်သားကလည်းသူ့လိုချင်တဲ့စန္ဒအတိုင်းကောင်မလေးကိုအားပတရားတာမယာပြုခြင်းမှာတော့ရီဂျမင်းလိုပဲတခြားအခန်းတွေထဲမှာလည်းကိုရီးယားကလေးမလေးကိုနှိပ်စက်ပြီးတော့အတင်းအာတမနတ်တိုးချိုးပြတ်ဖြစ်နေကြတော့ဒီနေရာကြီးကအော်ဟစ်တန်တွေနဲ့တူငရဲတစ်ခုလိုဖြစ်နေခဲ့ပါရီဒီလိုနဲ့ဇလန်လီရဲ့နောက်တစ်ခန်းမှာဆိုရင်တော့ဂျပန်စစ်သားတွေကသူတို့စကန်းကိုခံစစ်အတွက်ပြင်ဆင်နေကြတာကိုမြင်တွေ့ရမှာပါ။ ဒီလိုခံစစ်ပြင်းနေတော့မှပဲကိုရီးယားတော်လှန်ရေးတပ်တွေကလိရင်လင့်တလို့ဂျပန်စကန်ကိုလာရောက်နှောက်ယှက်ပစ်ခတ်နေခဲ့ပါတယ်။ကလီမာလီဂျက်စမင်ရဲ့အခန်းကိုဂျပန်စစ်သားတယောက်ဝင်လာခဲ့တာနဲ့ဂျက်စမင်လေးကြောက်လန့်နေခဲ့ပြီးတော့အရင်လိုကလီကဆန်လှုပ်ရင်နှိမ့်ဆက်ခံရမှာကိုသိနေတော့သူမကိုစိတ်ကြိုက်လို့ဖို့အသင့်ပဲလို့ပြောလိုက်ပါတယ်။ဒါပေမဲ့လည်းဒီဂျပန်စစ်သားကတခြားလူတွေနဲ့မတူဘဲငါကအားယူဖို့လာတာဖြစ်တဲ့အကြောင်းပြောပြီးတော့သူ့ရဲ့မိကတော့တာနာကာဆိုတာကိုပြောပြလိုက်ပါတယ်။ ဒီဂျပန်စစ်သားကဂျက်စမင်းကိုမင်းကငါရဲ့အမားနဲ့အရန်တူတာပဲလို့ပြောလိုက်ပြီးတော့သူမကိုဘာမှမလုပ်ဘဲနဲ့ပြန်သွားခဲ့ပါတယ်။ဒီလိုနဲ့တရပီးတီးရဲ့ကလေးမလေးတွေကဂျပန်စစ်သားတွေရဲ့စိတ်ထွက်ဖို့အနေနဲ့အနှိမ့်ဆက်ခံပြီးခန္ဓာကိုယ်ကိုလည်းပျော်တော်ဆက်ပေးနေရပါတယ်။ဂျပန်စစ်သားတွေမှာအားတဲ့အချိန်မှာတော့မိမငယ်လေးတွေကအဝိတ္တိဆော်ရပြီးစကမ်းမှာလိုအပ်တဲ့အလုံးမှန်သမျှကိုလုပ်ပေးခဲ့ရပါတယ်။တရင်မှာတော့ကွေးထဲမှာအလုံးလုပ်ပြီးစကမ်းကိုပြန်တဲ့အချိန်မှာတော့ဂျက်စမင်ကပိုက်ထဲကအရန်အောင်လာပြီးတော့မေးလဲသွားခဲ့ပါတယ်။ ဆရာဝန်ကြီးကိုရောက်တဲ့အခါမှာတော့သူမရဲ့ကျမ်းမာရေးကိုစစ်စစ်ကြည့်လိုက်တော့အရန်ကြီးစိုးရိမ်စရာမရှိတာကြောင့်ပုံမှန်နာတာလောက်ပဲလို့ဆိုပြီးတော့အလုပ်လုပ်ပြန်လုပ်ဖို့ကိုညွှန်ကြားလိုက်ပါတယ်။နောက်တစ်နေ့မှာတော့တာနာကားဆိုတဲ့ဂျပန်စစ်သားကဂျမ်းမင်းကိုတနေရာမှာချိန်လိုက်ပြီးဂျပန်စစ်တပ်စခန်းရဲ့မြေပုံကိုပေးလိုက်ပြီးဒီကနေထွက်ပြေးဖို့ပြောလိုက်ပါတယ်။အဲဒီညမှာပဲဂျမ်းမင်းနဲ့အတူမင်းကလေး၃ယောက်ကဂျပန်စခန်းကနေထွက်ပြေးဖို့တိုင်ပင်ထားခဲ့တာဖြစ်တယ်။ ဂျမင်တို့ကလည်းအစီအစဉ်အတိုင်းညရောက်တော့ဒီနေရာကနေထွက်ပြေးသွားခဲ့ပေမဲ့သူတို့၃ယောက်ထဲကမိန်းကလေးတစ်ယောက်ကိုတော့ဂျပန်စစ်သားကဖမ်းမိသွားတော့ရိုင်းနဲ့အပြစ်ပေးပြီးတော့အခန်းထဲပြန်ခေါ်သွားခဲ့ပါတယ်။ဂျမင်တို့လည်းထွက်ပြေးတဲ့သူတွေကတစ်ယောက်ကဖမ်းမိသွားတာကြောင့်စိတ်မကောင်းဖြစ်နေခဲ့ပြီးသူတို့တငယ်ချင်းဒီအချိန်မှာအတော်ဒုက္ခရောက်နေပြီဆိုတာတွေးလိုက်ပြီးတော့သူရဲ့အပြစ်ခံရတာချော့သွားအောင်ဂျပန်စကန်ကိုပြန်သွားခဲ့ပါတယ်။ပြန်ဖန်းခံလိုက်ရပြီးတဲ့နောက်မှာတော့ဒီနေရာကနေထွက်ပြေးဖို့ကြိုးစားတဲ့ကလေးမလေးတွေကိုအပြစ်ပေးတဲ့အနေနဲ့ အားလုံးရဲ့အဝေးစားတွေချုပ်ခိုင်းပြီးကိုလုံးတီးနဲ့တညာလုံးအပြစ်မှာမတ်တဲ့ရခိုင်ထားခဲ့ပါတယ်။ဒီနေရာမှာတော့အပြစ်ပေးလို့အားနေလာပြီးလုံးဝသုံးစားလို့မရတော့တဲ့ကလေးမလေးတွေကိုတော့စကန်တော်တစ်ခုကိုခေါ်သွားမယ်လို့ပြောပြီးတော့စစ်ကားပေါ်ကိုတင်နေခဲ့ပါတယ်။တကယ်တော့ဒီအားနေလာတဲ့မိန်းကလေးမလေးတွေကိုတခြားစကန်တစ်ခုကိုခေါ်သွားတာမဟုတ်ဘဲနဲ့တော်တဲ့တနေရာကိုခေါ်သွားခဲ့တာဖြစ်ပါတယ်။ဒီကောင်မလေးတွေကိုတော့ဂျပန်စစ်ဘိုကအတွက်အမိန်ပေးလိုက်ပေမဲ့ဂျပန်စစ်သားတာနာကတော့ အားနည်းတဲ့မိန်းကလေးတွေကိုမတက်နိုင်တာကြောင့်ခြေတုံချတုံဖြစ်နေလို့ဂျပန်စစ်ဘုကစိတ်ဆိုးသွားခဲ့ပါတယ်။ဒေါသတွန်းနေတဲ့ဂျပန်စစ်ဘုကသူကိုယ်တိုင်မိန်းကလေးကိုတနက်နဲ့ပြစ်လိုက်ပြီးတော့အလောင်းတွေကိုမီးရှို့ဖို့အတွက်တာနာကကိုအမိန်ပေးခဲ့ပါတယ်။ဒီလိုနဲ့အချိန်တွေကြာလာပြီးတဲ့အခါမှာတော့ဂျပန်နိုင်ငံဟီရိုရှိမားမြို့ကိုနျူကလ িয়ার ပုံကျဲခံရပြီးဂျပန်တွေကဆင်ရှုံးသွားတဲ့အချိန်ကိုရောက်လာခဲ့ပါတယ်။သူတို့ဆင်ရှုံးသွားပြီဆိုတာကိုသိတဲ့ဂျပန်စစ်သားတွေက သူတို့ရဲ့လိုရက်တွေကိုဖုံးကွယ်ဖို့အတွက်မျက်မြင်သက်သေတွေဖြစ်ကြတဲ့ဒီကိုရီးယားမိန်းကလေးတွေကိုလည်းတခါတည်းရှင်းပြဖို့လိုချင်ပါတယ်။ဒီကလေးမလေးတွေကိုရှင်းပြဖို့ပြင်ဆင်တုံးချိန်မှာပဲကိုရီးယားတပ်လွှဲရေးတပ်တွေရောက်လာခဲ့ပြီးဂျပန်စစ်သားတွေနဲ့နှစ်ဦးနှစ်ဖက်အပြန်အလှန်ဆစ်ဖြစ်ပါတော့တယ်။ဒီလိုဆစ်ဖြစ်နေတဲ့အခွင့်အရေးကိုအသုံးချပြီးဂျမင်နဲ့ဂျောင်အီကအလင်းမြန်ပဲဒီနေရာကနေထွက်ပြေးဖို့လုပ်နေခဲ့ကြပါတယ်။သူတို့အတွက်ကန်ဆိုးတာကတော့သူတို့ထွက်ပြေးသွားတဲ့နောက်ကိုဂျပန်စစ်သားတယောက်ကလိုက်လာခဲ့တာဖြစ်ပါတယ်။ ဂျပန်စစ်သားကဂျမင်းတို့ကိုတတ်ဖို့လှုပ်လိုက်တဲ့အချိန်မှာတော့ကန်ကောင်းထောက်မှပြီးတော့ကိုရီးယားတော်လိုင်းတမတယောက်ရဲ့တနက်စာမိပြီးတော့ငရေပြည်ကိုရောက်သွားခဲ့ရပါတယ်။ဒါပေမဲ့လည်းအပြစ်ခံရတဲ့ဂျပန်စစ်သားကမသိဘဲနဲ့ပြန်ထလာပြီးရောင်ဟီကိုပြစ်ဖို့လုပ်နေတဲ့အချိန်မှာဂျမင်းကတော့သူ့အသက်ကိုဗန္ဒနာမထားဘဲနဲ့အသေးခံပြီးတော့ရောင်ဟီကိုကာကွယ်ပေးလိုက်ပါတယ်။ ဒီကိစ္စတွေအားလုံးပြီးသွားတော့ရောင်ဟီလေးဂျပန်စစ်သားတွေစီကနေလွတ်မြောက်သွားခဲ့ရပြီးကိုရီးယားကိုပြန်ရောက်တဲ့အချိန်မှာတော့သူမကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကြောင့်စိတ်ပိုင်းဆိုင်ရာကုသမှုခံယူနေရတဲ့အထည်ဖြစ်ပါတယ်။ဒီလိုနဲ့အချိန်တွေကြာလာတော့ရောင်ဟီလေးတာမန်လူတွေလိုပုံမှန်နေသွားနိုင်ခဲ့ပြီးတရက်မှာတော့ရောင်ဟီကကိုရီးယားရိုးရာဝစ်စုံဝဲဘွဲ့အတွက်ဆိုင်တဆိုင်ဝင်သွားခဲ့ပါတယ်။အဲ့ဆိုင်မှာတော့အခွားတယောက်ရဲ့လက်ဖွဲ့ဆောင်ကသူ့အသက်ကိုကာကွယ်ပေးခဲ့တဲ့ဂျမင်းရဲ့အဆောင်နဲ့တပုံစံနဲ့ဖြစ်နေတာကိုတွေးလိုက်ရပါတယ် ဒီမြင်ကွင်းကြောင့်ပဲသူမှလည်းတန်တအောဖြစ်သွားခဲ့ရပြီးတော့တတိလက်သွားခဲ့ပါတယ်။ဂျောင်းဤနိုးလာတဲ့ချိန်မှာတော့ဒီအဖွားကြီးကဘေးမှာရှိနေခဲ့ပြီးဂျောင်းဤကလည်း Jasmine ကသူ့အတွက်ကာကွယ်ရေးတည်သွားခဲ့ကြောင်းပြောပြနေခဲ့ပါတယ်။ဒီအဖွားကြီးကတော့တခြားလူမျိုးပဲနဲ့ Jasmine ရဲ့အမိဖြစ်နေခဲ့ပြီးတော့တမိအတွက်ရန်ကိုဝန်နေသွားခဲ့ရပါတယ်။ကိုရီးယားရဲ့ရိုးရထိုးစံအတိုင်း Jasmine အတွက်စာပနာပြုလုပ်တဲ့အချိန်မှာတော့အဲဒီကနက်စရာကို Jasmine ကဝင်ပူးလိုက်ပြီးသူ့မိသားစုကိုလည်းတောင်းပန်နေခဲ့ပါတယ်။ ။ရောင်ရီကတော့သူရခဲ့တဲ့စိတ်ဒဏ်ရာတွေနဲ့အတူအသက်ရှင်နေထိုင်သွားခဲ့ပြီးတည်သွားတဲ့ဂျမင်ကတော့တမလွန်ဘဝမှာသူမိဘတွေအိမ်ကိုပြန်သွားခဲ့တဲ့ပုံရိပ်လေးနဲ့ဇလန်းလေးကိုအဆုံးသတ်ထားတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်ရောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။